စစ်မှုထမ်းဥပဒေကိုရှောင်ရှားတာကြောင့်အဖမ်းခံလိုက်ရတဲ့ထိုင်ဝမ်မင်းသားဂျာရဝမ်ထိုင်ဝမ်မင်းသားဂျာရဝမ်ကိုစစ်မှုထမ်းဖို့ရှောင်တိန်နေဆိုရဲဆွဆွဲချက်နဲ့အင်္ဂါနေ့မှာဖမ်းဆီးခဲ့ပါတယ်။ဝမ်တလူလို့ချစ်စနိုးခေါ်ကြတဲ့အသက်33နှစ်အရွယ်မင်းသားက Our Time Station မှာပါဝင်သရုပ်ဆောင်မှုနဲ့ကြော်ကြားလာသူဖြစ်ပြီးတော့ စစ်မှုထမ်းဖို့အတွက်ရှောင်းတင်းရဲ့အတူအယောင်ဂျမိုင်းမှတ်တမ်းတွေကိုအသုံးပြုတယ်ဆိုတာဆွဆဲခံခဲ့ရပါတယ် UDN ရဲ့ဖော်ပြချက်အရအမှုစစ်ဆေးရေးတွေနဲ့ရဲတပ်ဖွဲ့တို့ကဝယ်ရင်နေအိမ်ကိုရှောင်းဖွေစစ်ဆေးမှုလုပ်ခဲ့ပြီးတော့စစ်မှုထမ်းဖို့ရှောင်းတင်းမှုမှာပါဝင်နေဆိုပြီးတော့ဆွဆဲခံရတဲ့ဂျာကန်အဖွဲ့ဝင်တွေနဲ့တခြားစစ်မှုထမ်းသူ၁၀ဦးကိုမေးမြန်းခဲ့ပါတယ် New Taipei District ကအမှုစစ်ဆေးရေးရုံးက ရာဇဝမှုစုံစမ်းစစ်ဆေးရေးဘျူရို CIB နဲ့ယွန်ဟီရဲစခန်းတို့နဲ့ပူးပေါင်းပြီးတော့တရားမဝင်စစ်မှုထမ်းဖို့ရှောင်တိန်မှုတွေကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။အင်ကာနဲ့မနက်9:00နာရီမှာရဲတပ်ဖွဲ့ဝင်တွေကဝမ်ရဲ့ထိုင်ပေမြို့ဒန်ခယိုင် Facing Salt Road မှာရှိတဲ့နေအိမ်ကိုရှာဖွေစစ်ဆေးခဲ့ပြီးတော့သူ့ကိုဖမ်းဆီးပြီးတော့မေးမြန်းခဲ့ပါတယ်။ အာနာဘိုင်နီယားဂျာကန်အဖွဲ့ဝင်၃ဦးနဲ့စစ်မှုထမ်းဖို့ရှောင်တိန်နေဆိုတာဆွဆွဲခံရတဲ့စစ်မှုထမ်းသူ9ဦးကိုလည်းဖမ်းဆီးခဲ့ရင်ဝမ်ငိုနောက်ပိုင်းမှာ New Taipei District အမှုစစ်ဆေးရုံးကိုပို့ဆောင်ပြီးတော့မေးမြန်းခဲ့ပါတယ်။ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရဝမ်နဲ့တခြားစစ်မှုထမ်းသူတွေကစစ်မှုထမ်းဖို့ရှောင်တိန်ဖို့အတွက် professional အဖွဲ့တစ်ခုထံတန်းတဲ့ချီငွေပေးပြီးတော့အတုယောင်ယောဂရီဖန်တီးပြီးလိမ့်လေကျန်းမာရေးစစ်ဆေးချက်တွေရယူခဲ့တယ်လို့ဆိုပါတယ်။သို့တော့အမှုစစ်ဆေးရေးတွေကအခုအချိန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပြုဖို့ညင်းဆိုခဲ့ပါတယ်။ထိုင်ဝမ်မှာစစ်မှုထမ်းဖို့မဖြစ်မနေတာဝန်ရှိပြီးတော့ရှောင်းတိန်ပါကပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့အထိပြစ်မှုကြီးရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။